ားလုံးမင်္ဂလာပါကျွန်တော်တို့ဆေးရုံမှာညနေစာတမင်စာချိန်ပါဒီတစ်ခါညနေစာတော့အပြင်ကနေပြီးတော့လာကြည့်ပါတယ်ကျွန်တော်တို့တမင်တည်တဲ့အဆောင်ကအတော်ကြီးနေပြန်သွားလို့ပါဒီတစ်ခါကြွေးတဲ့ဒီညနေစာတော့ငါးဟင်းပါငါးဟင်းကိုသွားဂိမ်းချီရဲမုံလာဥရဲစစ်တော်မိန်လေးရဲချစ်တာတော့ပါအချင်းလေးပါအချင်းအဆက်လေးပါငါးတော့သူကငါးတက်တာငါးပါ အပြည့်ဒီဖက်မှာတော့သူကငါအသားပြောတော့သူကမုံလောက်ဥအညီလေးနဲ့ပြန်ပြီးကြော်လာတာပေါ့အဒီကလေးကျွန်တော်အရင်နည်းနည်းပဲယူပါမယ်အပြည့်ဒီဖက်မှာတော့သူကဝတ်တာပြောပါဝတ်တာပြောလေးကျွန်တော်နည်းနည်းပူယူပါမယ်အဲကျွန်တော်လေးပြားအောင်ယူပါမယ်နောက်ထပ်တစ်ပြားနောက်ထပ်ပါမယ်ဒီဝတ်တာပြောပုံမှာသူကပုံမှာသူကတက်တုံမင်းလေးဖြူလာတာပါအာဒါလေးကတော့သူကမိုးပါ အဲကျွန်တော်မိုးလေးနည်းနည်းခြိုက်ပါတယ်အဲကြောင့်မိုးကျွန်တော်နည်းနည်းပုံယူပါတယ်အပြင်ဒီဘက်မှာတော့သူကမိုးလောက်ဦးအချောင်းရယ်အပြင်သခွားပြည့်ရောသူအချင်းလုတ်ထားတာပါချိုးချင်းလေးပါအပြင်ဒါတော့မုံလို့အချင်းလေးပါဒါတော့အပြင်အလာကြွေတဲ့မုံလို့အချင်းပါအပြင်ဒီနေ့ဟင်းချူရတော့သူကငါအသားပြဟင်းချူပါတက်တော့မင်းနေနေပါအထက်မတော့ငရုတ်တိချောင်းလေးနဲ့ပါပါတယ်ဒါလေးတော့ကျွန်တော်ခုနကခက်လာတဲ့ဓမင်းနဲ့ဟင်းလေးတွေပါအ တော့ချင်းလေးပါဟဲ့ဆက်ပါထဲမှာသူကမုံညင်းနေတယ်ပါပါတယ်ဟိုးမှာဆိုရင်မုံလုံးအတုတ်ကြီးပါပဲကင်ချီလည်းပါပါတယ်ငါတက်တာပါထိုင်းမှာဆိုရင်အဲ့ဒီငါတက်တာအရင်စောက်ောက်ပါလေမတော်ပြပါအဒီဝတ်သားပြတော့သူကအချိုးလေးနဲ့ပေါ့မဲ့ပုံပါပဲ။အဲဒါလေးတော့သူကအဲစစ်တော်မိတ်လို့ကျွန်တော်ထင်ပါတယ်။ဒါတော့ ဘာသာကြလေးပါဆိုတော့တစ်ပုံကြီးရဲ့မုံလုံးဦးလေးရဲ့ပန်ချောထားတာပါအဲဒီမှာညနေစာဟင်အမယ်အများကြီးပါပဲအပြင်တော့မိုးပါမိုးတော့ကြော်လာတာပါမုံလုံးအချိန်လေးပါကျွန်တော်စိတ်ဝင်ပါကြွေးတယ်ဒီမုံလုံးအချိန်ကအယောင်လေးပူလာပါတယ်တော့တော့မုံလုံးဦး6ရဲ့တခွားပြည့်လောက်ထားတာပါ လက်နေစာထမင်းအញ្ញောင်းပါလေကျွန်တော်မြန်မာပြားထမင်းနဲ့ဆင်တူပါလေစားလို့ခေါမလဲမစည်းပါဘူးနောက်တော့ငါးသားပြန်ဟင်းချူပါအဲ့ဒီဟင်းချူကိုကိုရီးယားလူမျိုးတွေအရင်ကြိုက်ကြပါလေဒီဘာငါးသားပြားတွေအများကြီးပါမယ်ဟုတ်ချင်ကြလေးပါတောင်းလိုက်စားလိုက်တော့ပျော့ပျော့လေးနဲ့ဒီဂျယ်လီတိုးလိုမျိုးနေပါလေ အားလုံးပဲထမင်းစားကြပါဘူးဒါတော့ကျွန်တော်စိတ်ယူမှကြွေးတဲ့ညနေစားပါအဲကျွန်တော်ကတော့ငားနဲ့ကင်ချီနဲ့ချစ်ထားတဲ့ဟင်းကိုအရင်ကြိုက်ပါလိမ့်